Bright 2ပြလုပ်ပေးမဲ့အရင်နှီးဆုံးတငယ်ချင်းမရှိအောင်အမားဖြစ်သူမာကြီးဆိုနဲ့စန်ဒီမြင့်လင်ကဥဆောင်ကျင်းပပေးခဲ့ရတဲ့အဆိုပြိပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်သတို့သမီးတယောက်အတွက်အရေးကြီးဆုံးဖြစ်တဲ့ Bright 2ပြပွဲလေးကိုအခင်ဆုံးတငယ်ချင်းတွေကကျင်းပပြုလုပ်ပေးကြတာပါဒါပေမဲ့ဘဝမှာအနုပညာအလုပ်တွေပဲလုပ်ပြီးတော့တငယ်ချင်းရဲ့လိုသိမ့်မရှိအောင်ဒီပွဲလေးကိုအမားတွေကပဲဝိုင်းဝန်းလှုပ်ဆောင်ပေးခဲ့ရတာကတော့ဆိုပြသစဉ်ရဲ့ပွဲလေးပဲဖြစ်ပါတယ် ဆိုဗီယက်သင်ဟာဆိုလို့ရှိရင်မင်းသားဟင်းဝီရဲ့အခြေအရေးကိုတရားဝင်ချပြပြီးတော့လာပိုင်းအတွင်းမှာပဲမင်္ဂလာပွဲတွေကိုကျင်းပဖို့စီစဉ်နေပြီဖြစ်ပါတယ်။လူကြီးမိဘဆောင်ရနဲ့ဆေးဆက်ကြပြီးတော့မကြခင်မှာပဲမင်္ဂလာလက်မှတ်ရေးထိုးပွဲနဲ့အခမ်းအနားတွေကိုကျင်းပပြုလုပ်တော်မှာပါ။ဒီအချိန်မှာမင်္ဂလာတယောက်အတွက်အရင်ခုံဆုံးဖြစ်နေတယ်လို့အပြူဘွားရဲ့နောက်ဆုံးနေ့ရက်လေးတွေဖြစ်နေရကြောင်းအရင်နှီးဆုံးတငယ်ချင်းမလေးတွေနဲ့ဒူဘရိုက်တူပီပွဲလေးကိုကျင်းပပြုလုပ်ကြတာပါ။ပုံမှန်ဆိုရင်အခင်ဆုံးတငယ်ချင်းတွေကစုပေါင်းပြီးတော့သရိုးသမီးအတွက်ဒီပွဲကိုကျင်းပပေးပေမဲ့ ဆိုဗီယက်စင်မှာတော့တငယ်ချင်းရေလိုနာမည်တက်ပြောစရာရှိမနေခဲ့ပါဘူး။ဒါကြောင့်မလို့သူမရဲ့ပွဲလေးကိုအမရဖြစ်တဲ့မင်းသမီးကြီးဆိုမြတ်သူစားနဲ့စန်တီမြင့်လင်တို့ကဥဆောင်ပြီးတော့ကျင်းပပြုလုပ်ပေးခဲ့ရကြောင်းဝန်းနေစွာနဲ့သိရတာဖြစ်ပါတယ်။မာကြီးဆိုနဲ့ဒီဒီစီစဉ်သည်ဆိုပြီးတော့သူမရဲ့ပွဲလေးကိုတခြားသောမင်းသမီးတွေကပါဝင်အားဖြည့်ပေးခဲ့ရတာပါ။အပြင်လောကကတငယ်ချင်းတွေမဟုတ်ပဲအနုပညာလောကထဲမှာအလို့တူလုံရင်ခင်မင်ခဲ့တဲ့မင်းသမီးတချို့ကသာဘေးမှာရှိနေပြီးခဲ့တယ်။ဆိုဗီယက်စင်ရဲ့ Bright to be ပွဲလေးကတော့အ ခြားသူတွေရဲ့ပွဲတွေလောက်ပြောစရာကောင်းမနေခဲ့ပါဘူး။အနုပညာလောကရဲ့ကအလုတ်တူလုပ်မှုတဲ့မင်းသမီးလေးတွေဖြစ်တာကြောင့်ခင်မင်ကြတဲ့ဆိုပေမဲ့ရင်ဘတ်ချင်းနေပြီးတော့ပေါင်းသိခဲ့ကြတဲ့တငယ်ချင်းတွေမဟုတ်တာကြောင့်ကြည်ရတာတမျိုးဖြစ်နေခဲ့ပါတယ်။ မင်းမြင့်မော်ရွှေသမီးရရနာဘုံအစားရှိတဲ့မင်းသမီးလေးတွေအပြင်တခြားသောမင်းသမီးတွေထပ်မရှိတော့တာကြောင့်အမဖြစ်သူစန်တီမြင့်လွေကိုရိုင်းကတငယ်ချင်းနေရာကနေပါဝင်ပြီးခဲ့ရပါသေးတယ်။ညီမတွေကောင်းလို့သာစုပြည့်ရဲ့ပွဲလေးကစီစီကားကားဖြစ်သွားပေမဲ့တငယ်ချင်းအရင်ကြီးတွေနဲ့မဟုတ်တာကြောင့်ကြည့်ရတာတခုခုလိုအပ်နေကြောင်းပရိသတ်များစွာကပြောနေကြတာပါ။ပတ်စံချမ်းသာတဲ့သူတွေမလို့အခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးထားပေမဲ့တခြားသူတို့သမီးလေးတွေရဲ့ Bright to be ပွဲလေးနဲ့မတူတာကတော့အမှန်ပါပဲ။တကယ်တော့မင်းသမီးလေးစုပြည့်တဲ့စဉ်ကဆက်ဆံရေးမကောင်းလို့ တကယ်ချင်းမရှိတာမဟုတ်ပဲစေကျော်သက်ရွယ်ကလေးကအနုပညာအလုပ်တွေလုပ်ခဲ့ရတာကြောင့်အပြင်မှာပေါင်းသင်းဆက်ဆံတဲ့တကယ်ချင်းနေပါနေခဲ့ရပါသူမတို့အနုပညာအလုပ်တွေကသာအဓိကဖြစ်ပြီးတော့အနုပညာလောကတွေကမင်းသားမင်းသမီးတွေကသာအပေါင်းအသင်းမိတ်ဆွေတွေဖြစ်ခဲ့ရပါဒါကြောင့်သတို့သမီးတယောက်အတွက်အရေးကြီးဆုံး Bright to be ပွဲလေးကိုအပားရီရဲ့စီစဉ်မှုနဲ့အတူအနုပညာလောကကမင်းသမီးလေးတွေနဲ့သာပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ဘလို့ဝဲဖြစ်ဖြစ်မင်းသမီးလေးဆိုပြေကတော့သူမရဲ့အချစ်ရဆုံးအချစ်ဦးသူမင်းသားဟင်းဝင်ရဲ့နဲ့မကြခင်မှာပဲတ ရင်ဝင်လက်ထက်ရတော့မှမလို့အရန်ပျော်ရွှင်နေခဲ့ပါတယ်။သူမအတွက်ကတော့အခြေရေးဆိုရင်ဘဝမှာတယောက်တည်းကိုသာချစ်ခဲ့ပြီးတော့ဒီတယောက်ကိုပဲလက်ထက်ခွင့်ရတာကြောင့်တကယ်ချင်းဆက်ဆံရေးမှာလည်းယဉ်နေသူတိတ်မရှိပေမဲ့မင်္ဂလာပွဲလေးကတော့တန်ဖိုးဖြတ်လို့မရပါဘူး။အပြင်လောကကတကယ်ချင်းအရင်ကြီးတွေမရှိရကြောင်းအမတွေရဲ့စီစဉ်မှုနဲ့အနုပညာလောကကမင်းသမီးလေးတွေနဲ့သာကျင်းပခဲ့ရတဲ့ဆိုပြတဲ့ဇင်ရဲ့ Bright to be ပွဲလေးပေါ်မှာပရိသတ်ကြီးတို့ရောဘလို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။